လူโซတယောက်ကောင်းရာဒုက္ခဘုံရောက်တယ်ဆိုတာဖြစ်နိုင်လားဖြစ်နိုင်လားဖြစ်နိုင်လားကြီးကြီးပြည့်လို့ရတယ်ဖြစ်နိုင်လားဘယ်ဘာသာပြောင်းပြောင်းလုံးဝမဖြစ်နိုင်အပြစ်များတဲ့သူတယောက်ကောင်းရဒုက္ခဘုံမဲ့ပြောပြောနေပဲမဲ့ပြောပြောကောင်းကင်ဘုံမဲ့ဘာပဲပြောပြောဘယ်တော့မှဖျားနာအောင်မရောက်နိုင်အပြစ်မှများတဲ့သူတယောက ဒါဆိုကျွန်တော်ပြောမယ်ဖြစ်နိုင်အောင်ဘာလို့လဲအဲ့ဒါပဲလေကျွန်တော်တို့တချို့ကြတော့လေနောင်ဘွားအတော့ကိုကြတော့ယုံနာနိုင်တယ်တလားနောင်ဘွားကိုကြတော့ရေးလဲယုံတယ်ဟာတင်းကောင်းကင်နိုင်ငံသွားမှာလုံးဝယုံတယ်အဲ့ဆိုတတ်တယ်ပြလေမမြင်ရတဲ့နောင်ဘွားကိုယုံနေဆိုတဲ့တတ်တယ်ကိုအခုဒီဘွားမှာတတ်တယ်ပြ မမြင်ရတဲ့နောင်ဘဝတော့ယုံပြီးတော့တင်ကောင်းခင်ရောက်မယ်လို့ယုံနိုင်ပြီးတော့ဒီဘဝမှာဒူးနဲ့မြေရေတုံနေရဖို့ဘုရားသခင်လိုတော့မရှိဘူးဒီဘဝမှာအနှုတ်ဆုတ်ကုန်းဆုတ်နေဖို့ဘုရားသခင်လိုတော့မရှိဘူးကျွန်တော်ပြောချင်တဲ့အတိပ္ပယ်ကယုံကြည်ခြင်းရှိရင် မဖြစ်နိုင်တာဘာတခုမှငရေသွားရမယ်အပြစ်သားတော်မှာ ကောင်းခင်သွားဖို့ဖြစ်နိုင်ပြီလေယုံကြည်ခြင်းဆိုတဲ့အရာက ်နိုင်တာတွေလုတ်ဖို့ဘုရားပေးတော်မဟုတ်အဲ့မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်ဖို့ကြတော့ယုံကြည်ခြင်းလိုတယ်အာမင်အရှက်သမားတယောက်ကောင်းကင်နိုင်ငံသွားမယ်ဆိုတော့ဖြစ်နိုင်လားအာမနာနဲ့ပြောလို့ရတယ်ဖြစ်နိုင်လားအပြစ်သားတယောက်ကောင်းကင်နိုင်ငံသွားမယ်ဆိုတော့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးဒါပေမဲ့ယေရှုကိုယုံလိုက်တော့ဖြစ်နိုင်သွားတယ်အဲ့ဘာလဲယုံကြည်ခြင်း ယုံကြည်ခြင်းရှိတဲ့တင့်ကိုဘုရားသခင်ဘာနဲ့မှမလဲဘူး။အေးယုံကြည်ခြင်းကဘုရားသခင်ရဲ့နယ်ပယ်တွေကတကူနမိတ်လက္ခဏာတွေကိုစီးထွက်စေတဲ့တခုတည်းသောတော့ချက်ပဲ။အာမင်။ကျွန်တော်အပြည့်ပြောမယ်နော်။နည်းနည်းလေးကျမ်းဝင်ကျမ်းသွားမယ်။ယုံကြည်ခြင်းရှိတဲ့သူငရဲတော်ချလို့မရဘူး။အခုကျွန်တော်ယေရှုယုံကြည်လက်ခံတဲ့သူတယောက်ရှိရနော်။ကယ်တင်ခြင်းရပါပြီ။ ။ तू အရက်တွေပါပြန်တော့။ तू ငဲသွားမယ်ထင်လား။ तू ဒူးစိုက်ထဲမှာပြန်လဲ။ तू ငဲသွားမယ်ထင်လား။မသွားတော့ဘူး။စိတ်နှလုံးနဲ့ယုံကြည်ပြီးတော့နှုတ်နဲ့ဝန်ခံပြီးတော့အဲ့လူမသွားတော့။အဲ့လောက်ထိအဲ့ယုံကြည်ခြင်းတကူကရည်လေပြင်းထန်တယ်။ဒါဆိုအဲ့ယုံကြည်ခြင်းကိုကျွန်တော်တို့ဆက်ပြီးတော့လောကမှာအယုံကြည်ခြင်းနဲ့သတ်သက်ရှင်မဖျားတဲ့ကံလို့ရှိတာဖျားသခင်ဤသား ြစ်သမျှသောသူမြည်ကလောကကိုလောကကိုအောင်ခြင်းအကြောင်းဟူမူကားသင်ယုံကြည်ခြင်းပဲသင်လောကမှာဘလောက်အောင်မြင်လဲဆိုတဲ့ပေတံကိုတိုင်ဝါလိုက်မယ်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့ဘလို့အရာမျိုးတွေယုံစီခြင်းလဲဆိုတော့ဘသူမှမယုံဘူးတဲ့ယုံကြည်ခြင်းမျိုးနဲ့ရှေ့ကိုထွက်ပြီးတော့ယုံတဲ့ယုံကြည်ခြင်းကိုဘုရားသခင်လိုချင်တာ